အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေညကနေပြီးတော့စုံမောင်းကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်အဲမိကြရပါဘောနော်ဂူဒီဘေးဒါကျွန်တော် spa ပြောင်းရှိနေပတ်သက်ပြီးတီတန်တ်ဘောနော်ဒါတချို့အကျွန်တော်ကအားနေဆဲနေလို့ဘောနော် spa နဲ့ဆိုရင်တော့ဒီတနေ့ပြောပြပါဘောနော်ဒါကျွန်တော်တို့ spa နဲ့အပြောင်းရှိနေပတ်သက်ပြီးဘလူးဒီဖြစ်မလဲဘာဒီဖြစ်မလဲဆိုတဲ့ဥစ္စာကျွန်တော် ပြောပြပါဆိုပြီးကျွန်တော်ဒါတချို့ request လုပ်တယ် အမှန်တမ်းပြောရမယ်ဆိုပေါ့နော်ဒါသူများအသင်းတည်င်းနေသူများအသင်းအကြောင်းတွေပြောတဲ့အချိန်မှာဒါကျွန်တော်အမြဲတမ်းဒါဆွေးနွေးရမယ်အချိန်ဒီတစ်ခုအခက်ကဏ္ဍတစ်ခုကိုပြောပြီးဆိုရင်ဒါတိကျတဲ့တည်င်းနေဒါကျွန်တော် level ရအမျိုးမျိုးသောတည်င်းနေရှိတယ်ပေါ့နော်အဲ့တော့အမှန်တမ်းပြောရမယ်စပါတင်ရဲ့ဒီနှစ်အပြောင်းရွှေ့ကထင်တာထက်ပိုပြီးတော့စိတ်ပြတ်မှုကောင်းတဲ့အနေအထားမှာရှိတယ်အများကြီးအများကြီးပေါ့နော်ပိုပြီးတော့ဆိုးတာကကိုရီးယားဒါကြွားလို့ကြွားတာမဟုတ်ဒါကိုရီးယား Europa League ဝင်တာဖြစ်နေတယ်ဟုတ်တော့ဟုတ်ယူရိုပါလိကျွန်တော်တို့ဝင်နေဖြစ်တယ်ချန်ပီယံလိဝင်ခွင့်ရထားတဲ့အသင်းသင်းဖြစ်တယ် တော့ပြောရမယ်ဆိုရင်အကုန်လုံးကဒီနေ့ရဒါကျွန်တော်ညရာဒီ expect year လို့ကျွန်တော်အပါဝင်ဒါကျွန်တော်ခါတိုင်းတောင်းတောင်းကျွန်တော်ဒီနေ့ညရာဒီ expect year မှာပေါ့ဆိုတော့မှာ spa တင်းနေတာကျွန်တော်ငွေတွေကိုဘယ်လိုသုံးသွားမလဲဥမာလက်ရှိမှာကိုရီးယားဗျာ Champions League ဝင်ဝင်ရထားတယ် Europa League ကိုလည်းရထားတယ်လူတွေအသင်းသင်းအနေနဲ့လက်ရှိမှာဒါသူများတွေအနေနဲ့ကိုရီးကို join ဖို့အတွက်စိတ်ဝင်စားတယ်ဟုတ်တယ်မှာဥမာလက်ရှိမှာ easy ဆိုရင်ငွေတွေကဒါ spa တင်းကို join ခြင်းနေကစားသမားဖြစ်ပြီးတော့အခုလက်ရှိမှာပို့ပြီးတော့ join ခြင်းသွားတယ်ဒါပေမဲ့ ဒီနေရာမှာကျွန်တော်တို့ရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Levine ကအလုံးမလုပ်ဘူးပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒါပူဝင်လေးပြောမနေရောဒါကျွန်တော်စပါပိတ်တဲ့စပါကိစ္စခမရခမရအတင်းကြောင်ဒီမှာဒီအတင်းကြောင်ဘယ်လောက်တိလို့လဲဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ကိုအတင်းကိုထောင်ထားတာအဲ့လောက်တိရမဟုတ်ဘူးကျွန်တော်တို့ကဘာလို့တိလဲဆိုတော့ဒီအတင်းတွေက public company တွေဖြစ်တယ်ဒီအတင်းတွေကခုနကပေါ့မြန်မာပြည်ကဘောလုံးတင်းတယ်တော့ကျွန်တော်မသိဘူးပေါ့ဗျာဒါပူဝင်လေးပေါ့မြန်မာပြည်ကဘောလုံးတင်းကြောင်ကျွန်တော်လက်လိုက်မစားဘူးကျွန်တော်မသိဘူးအဲ့တော့ ဒီအသင်းကြီးရဲ့ public company ဖြစ်တော့ဒီအသင်းကြီးနဲ့ financial နဲ့ပတ်သက်ပြီးတော့ဒီအသင်းကြီးရဲ့ number တွေနဲ့ပတ်သက်ပြီးလူတွေကိုအကုန်ချပြရတယ်။ဒါကျွန်တော်တို့ spa အသင်းအသင်းထဲမှာမဟုတ်ဘူးလက်ရှိမှာဒါ premier league အသင်းတော်တော်များများကဒါပြိတ္တတွေကိုအကုန်လုံးချပြရတယ်။အထူးသဖြင့်ဒီကစားဒီအသင်းတွေအကုန်လုံးကဒါကျွန်တော်တို့ public company တွေဖြစ်တဲ့တချို့ company တွေ public company ဖြစ်တဲ့ကြောင့်ဒါအကုန်လုံးချပြအဲ့တော့ကျွန်တော်အနေနဲ့နံပါတ်တွေကိုတွေ့ရတယ်ကျွန်တော်ဒီနေရာမှာကိုယ်အသင်းမလို့ကိုဟာဒီကိုကိုယ်တိုင်လည်းဒါ football and business ကိုစိတ်ဝင်စားတဲ့လူတယောက်ဖြစ်ကျွန်တော်ကကျွန်တော်အသင်းနေနံပါတ်တွေကျွန်တော်အရင်စိတ်ဝင်စားတယ် ငါအတင်ဘလူးမျိုး financially လုံနေလဲငါအတင် financially ဘလူးဖြစ်တယ်ပို့ပြီးတော့တည်အောင်ခင်ဗျားတို့ကျွန်တော်ပုံမှန်လင်းပြောစပါးအတင်နဲ့ပတ်သက်မင်းကဘာလို့ပို့တည်လဲဆို ျွန်တော်ဒီမြန်မာစပါးနဲ့ပတ်သက်ပြီးကျွန်တော်ကချဲဖြစ်တယ်ချဲဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါကျွန်တော်တရားရဲ့ email ပို့တာမဟုတ်ဘူးကျွန်တော်တို့ဒါလက်ရှိမှာမြန်မာစပါးနဲ့ပတ်သက်ပြီးဝင်ထားတဲ့လူတွေအကုန်လုံးကို email ပို့တာရှိတယ် email ပို့တဲ့နေရာမှာကျွန်တော်တို့ဒါအသင်းကဘယ်လိုလုပ်နေလဲအသင်းက doing well ဖြစ်နေလားဘာညာလားတို့အမြဲတမ်းပို့ရတဲ့မှာပါအဲ့ဒါမှာ financial record တွေလည်းအမြဲတမ်းပါတယ်စပါးတင်းနေတာကျွန်တော်တို့ quarter တစ်ခုမှာဘယ်လောက်ထိရတယ်ဘယ်လောက်ထိ show နေလဲဒီညမှာဒါဘယ်လိုတွေဖြစ်နေလဲအဲ့တော့ဒါတွေမကဘူးစပါးတင်းနဲ့ပတ်သက်ပြီး data တွေအကုန်လုံးမှာ deloitte မှာလည်းရှိတယ် ဟုတ်တယ်ဟုတ် Deloitte Money League ကဒါကျတော့တစ်နှစ်ကို2ခေါက်တော့အမြင်နဲ့တင်ပြတယ်အဲ့လက်ရှိမှာအဲ့ဒီမှာဒါစပါးသိနေတာ net revenue တွေဒါ gross revenue တွေကိုဒါပယ်သိနေတယ်ဘယ်လိုမျိုးရှင်းလဲဆိုဘယ်လောက်ရလဲဆိုအကုန်လုံးတွေ့ရအဲ့တော့ နံပါတ်တွေနဲ့ပတ်သက်ပြီးဒါခုနပြောသူပဲခမရဘလို့တည်လဲဆိုအဖြေတွေကအကုန်လုံးရှယ်ရှယ်နေအင်တာနက်ပေါ်မှာအကုန်ရှိတယ်အင်တာနက်ပေါ်မှာဒါအသင်းတွေအကုန်လုံးလည်းချပြဥပမာရှိမှာဒါပုံမှန်လေးမှာ United ဆိုရင်ဒါ Omar Brother နဲ့လွန်ခဲ့တဲ့တလားလောက်က United အသင်းနဲ့ဘလို့မျိုးတွေလုံနေတယ်သူတို့အသင်းက salary cap ပြီးလို့အခုလက်ရှိမှာဒီနံပါတ်တွေကဒီလောက်ဖြစ်ပါတယ်ဆိုပြီးချပြခဲ့ရအဲ့တော့နံပါတ်တွေကကျွန်တော်တို့အနေနဲ့ဒီအသင်းကိုကျွန်တော်တို့ကပိုင်မှဒီအသင်းကိုကျွန်တော်တို့ကတိမှဒီနံပါတ်တွေကိုကျွန်တော်တို့ကသိရတာမဟုတ်လူတော်များအမှတ်မှာဒီနံပါတ်တွေက online ပေါ်မှာအကုန်ရှိတယ် ဒါရှင်းရှင်းလေးနားလည်ဖို့လိုတယ်အဲ့တော့ခုနပြောသူပဲဒီအသင်းတွေကိုယ်တိုင်ဒီနံပါတ်တွေကိုခုနပြောသူပြိတက်တွေကိုအကုန်ချပြရတယ်ကျွန်တော်တို့ supporter group တွေဆိုသူတို့ပို့တို့တောင်ချပြရတယ်လက်ရှိမှာငါတို့အသင်းကဒီလိုငါတို့ financially ya well run ဖြစ်နေတယ်အဲ့ကြောင့်ငါတို့ဒီနေ့မှာလူတွေ invest လုပ်မယ် Chelsea အသင်းဆို Abraham Movement မှာတော့တပြားတစ်စီးရရှာအကုန်လုံးကိုသူတို့ရှင်းပြရတယ် အခုတိလေ clear လေးကပ်ပတာရှင်းပြဖို့တော့ကြိုးစားနေသေးဖြစ်တယ်အဲ့တော့ပြောချင်တာအဲ့ဒါကိုပြောချင်အဲ့တော့ဘလို့တိလဲဆိုဘလို့မှမသိ online ကကုန်သိတယ်ပို့ဆိုတာကျွန်တော်တို့ကဒီအဖွဲ့ဝင်ထဲမှာပါလာတာကျွန်တော်တို့ဒါဆယ်စုနှစ်တခုကြော်ရင်မကျွန်တော်တို့ပို့လို့တောင်းတည်သေးတယ်အဲ့တော့ခုနကကိုမြန်မာနိုင်ငံအသင်းတော်ကိုမသိဘူးကိုမြန်မာနိုင်ငံအသင်းကကျွန်တော်စိတ်မဝင်စားလို့မသိတာအဖြေကရှင်းရှင်းလေးအဲ့တော့အဲ့လာပြီး comment လေးနဲ့ကျွန်တော် follow တာမှုမယ်ကျွန်တော်မြန်မာနိုင်ငံအသင်းတော်မသိဘူးမြန်မာနိုင်ငံကိုထောင်ထားတဲ့ထောင်ဖို့လည်းမရှိဘူးအသင်းလည်းလုပ်ဖို့မရှိဘူးအဲ့ဒါကြောင့်ကျွန်တော်စိတ်မဝင်စားဘူးမသိဘူးဒါအဲ့မဲ့ကိုအသင်းတော်ကိုစိတ်မဝင်ပါဘူးဆိုတော့ကိုအသင်းတဲ့အသင်းစမ်းမမှာဘယ်လောက်ထိတုံးနိုင်လဲဆိုတော့ကျွန်တော်အရင်သိကြတယ် ဒါကျွန်တော်ရဲ့ UI ချက်ဖြစ်တယ်ဥပမာလက်ရှိမှာဒါကျွန်တော် United တို့ဘာလို့ဆိုရည်ဒါသိစရာတော့မလိုကြည့်စရာတော့မလိုလက်ရှိမှာဒါ online ပေါ်မှာအဲ့ဒီ number တွေနဲ့ပတ်သက်ပြီးအမြင်နဲ့ပြန်နေတာဟုတ်တယ်မှာ Samuel Lucas ကဖောက်တယ်ချားတယ် Laura White ကဖောက်တယ်ချားတယ်ဥပမာ Arsenal ဆို Charles Watt ကနေပြီးလက်ရှိမှာ Arsenal တင်းကဘယ်လောက်တိတုံးနေလဲသူအမြင်နဲ့ပြောပြောနေတယ်မှာပါတယ်အဲ့လိုမျိုးတွေပေါ့နော်ဒါကျွန်တော်တခါကြရင် Chelsea နဲ့ပတ်သက်ရင်တော့ Nza Kinsella ကအရင်တော့ပြောတယ်ခုနောက်ပိုင်းဒါ Chelsea ကိုယ်တိုင်ကဒါလက်ရှိမှာသူတို့ World Run ဖြစ်တယ်ဆိုတော့ခဏခဏထည့်ပြောအဲ့တော့အများကြီးဖတ်စရာမဟုတ်သူတို့အသင်းကိုယ်တိုင်ကထုတ်ပြအဲ့တော့လက်ရှိမှာ Spa အသင်းနဲ့ပတ်သက်ပြီးလက်ရှိမှာ Mad Law ကနေပြီးတော့နေပြီးတော့ သူကတင်ဆက်ပေးထားတယ်။ဒါလက်ရှိမှာ spa သင်းရဲ့ clash ပြဿနာ cash က dangerously low ဖြစ်နေတယ်။အရန်တိုင်ပတ်နေတယ်။အဲ့တော့ပြောချင်တာကျွန်တော်တို့ဒီနေ့မှာလူဝယ်နိုင်မှာလားလူမဝယ်။အဲ့တော့သေးကြတာတခုကကျွန်တော်တို့ spa သင်းတာလူမဝယ်နိုင်ဘူးဆိုရင်ပြဿနာဘာဖြစ်လာမလဲ။အနာဂတ်မှာလက်ရှိမှာကျွန်တော်တို့က champion league ဝင်ထားတဲ့အသင်း၊ premier league ကန်ထားတဲ့အသင်းအဲ့ဒီနှစ်သင်းလုံးကိုကျွန်တော်ဒါနှစ်နေရာလုံးကိုတစ်ဖြည်းတည်းလုပ်မယ်ဆိုရင် Ash Poster Goglue မလုနိုင်တာကိုလုတ်ဖို့တော့ Thomas Frank ကိုကျွန်တော်တို့ခန့်ခဲ့တာမှလား။ဒါပေမဲ့ Thomas Frank နေ Ash Poster Goglue မလုနိုင်တာကိုလုတ်နိုင်ဖို့တော့သူ့နဲ့လူလို့တယ်။ အခုလက်ရှိမှာကျွန်တော်တို့ကတော့မအသိကနေလူရောင်းမှုအတွက်ပြင်းနေပြီ။ဘီဇူးမောင်ဖနာဗာချီကိုရောင်းမှုအတွက်ပြင်းနေပြီ။လက်ရှိမှာဒါကြောင့် Richard Lee ဆိုအရောင်းမှုအတွက်ပြင်းနေတယ်။ဘာမှလဲကျွန်တော်တို့အတွက်အရင်ကျွန်တော်လက်ရှိမှာ Edge Boss Goglu ကျွန်တော်တို့ဒါ Europa League ကို Premier League ကိုအာရုံစိုက်လို့မရတဲ့အချိန်မှာ Europa League ကိုသူအာရုံစိုက်ချပေးတယ်။အခုလက်ရှိမှာ Thomas Frank ဒီနေရာမှာမလုပ်ပါလဲ။ Champion League မှာကျွန်တော်ထုံးကနေအိမ်ဖြစ်ပဲပြန်လုပ်ပါလား။ အခုလက်ရှိမှာဗျသူများအသေးနေတာကျွန်တော်ကစားသမားတွေဖြည့်တင်းနေနောက်တန်းမှာလူဥမာလက်ရှိမှာအာဆောပိသက်ဆိုစိတ်ပါပြက်လုံးလုံးနောက်တန်းတော့ဝယ်လုံးလုံးဥမာခရစ်ယာန်မော့စကာတာတော့ဝယ်ထားတယ်အဲ့တော့ပြောချင်တာဗျကျွန်တော်နေနေလက်ရှိအနေထားကျွန်တော်ပြောအောင်လက်ရှိမှာကျွန်တော်ကွင်းလယ်မှာနံပါတ်6ပရိုဒူဆာပါတယ်ဘီဇူးမှာအခုရောင်းမှုသူတို့ကြံနေတယ်နော်ဖီနာပါတယ်တော့နံပါတ်6ပရိုဒူရှိတယ်အရင်တော့ဘူးမှမရှိဘူး အကယ်ဒမီကစားသမားတော့တော့ဒါချန်ပီယံလိဆိုရင်အရင်တော့လာယူရိုပါလိတယ်မဟုတ်အယ်စပေါ့တူတော့တွေ့တာလည်းမဟုတ်ဘူးတွေ့မဲ့သင်တယ်ရီယယ်မတွေ့နဲ့တွေ့နိုင်တယ်ဘာယန်မြူနဲ့တွေ့နိုင်တယ်ဒါကျွန်တော်တို့အင်တာမီလန်နဲ့တွေ့နိုင်တယ်တွေ့နိုင်တယ်ဆိုတာ PSG နဲ့တွေ့နိုင်တယ်အဲ့တော့ကျွန်တော်ဘာဆက်လုပ်ပါလဲအဲ့ဒီအပေါ်မှာမူဒီကျွန်တော်လူဝဲကအခုလက်ရှိမှာလူဝဲတာနဲ့ပတ်သက်ပြီးအမြဲတမ်းတော့သူများသင်ကြောင်းပြောလိုက်အရင်အားတက်တယ်ဟောတယ်မှာဘယ်အသင်းကြောင်းပဲအဲ့ဒါပဲကိုယ်အသင်းကြောင်းပြောလိုက်အခုလက်ရှိမှာကျွန်တော်တို့ easy ကိုစိတ်ဝင်စားပြီး simon စိတ်ဝင်စားတယ်โอเคဘာလုပ်ပါလဲ ပုံကိုကြီးက challenge လုပ်နေပြီလားပုံကိုကြီးကချိတ်ဆက်နေပြီလားဒါတွေကို move forward လုပ်နေပြီလားဒါတွေကျွန်တော်တို့ကြည်နေတယ်တခုမှရှင်းမတူအဲ့ဒါကလက်ရှိအသင်းရဲ့ပြဿနာဖြစ်တယ်ပြီးတော့ခုနကပြောလို့ mad long ကနေတဆင်တို့ကဟာ spa မှာဒါကျွန်တော်ပတ်စံနေအများကြီးဒါကျွန်တော်ရော့ကြနေပြီဘာညာဆိုပြီးရှောက်ရှောက်ပြောတယ်ဒီနေ့ revenue stream မှာ spa thing ကဒါကျွန်တော်တို့ arsenal ပြီးရင် chelsea ထက်တောင်မြင့်နေတယ်ဒါကျွန်တော်တို့ဝင်ဝင်ကျွန်တော်တို့ရထားတဲ့နှစ်တစ်နှစ်ဖြစ်တယ် ြောချင်တာရာသီတာကျွန်တော်တို့နံပါတ်ခုနပြောခမရအတင်းကြောင့်အဲ့ဒါတော့ကျွန်တော်တို့ကတီးတယ်ဘာလို့ကျွန်တော်ကိုယ့်အတင်းကြောင့်ကိုယူနေအောင်ကျွန်တော်ဖတ်ထားရဲကောင်ကိုယ့်အတင်းစောက်ကောင်းကြောင်းတောင်ပြောကိုယ့်အတင်းကိုချစ်လို့လို့ကျွန်တော်တို့ကအသေးသေးလေးအစားကျွန်တော်အကုန်ဖတ်တယ်ဒီအတင်းနဲ့ပတ်သက်ပြီးတော့ပေါ့ကတ်စီလည်းအကုန်နားထောင်တယ်ရှိသမျှပေါ့ကတ်စီပြန်ဆိုကျွန်တော်စမားနဲ့ပတ်သက်အကုန်ကျွန်တော်နားထောင်တယ်ဘာလို့ကျွန်တော်သိကျင်လို့ကိုယ့်အတင်းနဲ့ပတ်သက်ပြီးတော့အဲ့တော့ပြောချင်တာကဘာလို့အဲ့ပတ်စံကုန်သွားလဲဆိုတဲ့အဖြေကရှင်းရှင်းလေးအခုလက်ရှိဟိုတယ်ဆောက်မယ်တချို့ကကျွန်တော်မြေဟိုတယ်နဲ့စပါးနဲ့ပါဆိုင်အေးအဲ့ဒါခမားမိချမခမားမပြောကျွန်တော်လည်းမေးချင်တာအဲ့ဒါပဲ ဲ့တော့ तू ကဘာလောက်တာလဲဆိုစပါကျွန်တော်တို့ဒါတတိယထဲမှာအကုန်ရနိုင်မယ်ဆိုတော့အကွက်ကြီး तू ကလောက်မှာဘောလုံးပွဲလာကြည့်ရင်လည်းဟိုတယ်မှာတညတမောလက်ရှိမှာကျွန်တော်ချန်ပီယံလိညနောက်ကြတယ်ဒါအိမ်ပြန်မှာနောက်ကြရင်ဒါသူတို့ရဲ့ဟိုတယ်မှာအဲ့အဲ့ဟိုတယ်ကြီးကြည့်လိုက်လန်ဒန်မှာဘယ်ဟိုကျွန်တော်တော့လန်ဒန်ရောက်တာဘယ်အကောက်ဘယ်အကောက်မှမသိတော့ဘူးကျွန်တော်ဟိုတယ်မှာတခါမနေဘူးဈေးကြီးလို့မတက်နိုင်လို့အဲ့လိုမျိုးဟိုတယ်မှာအေးပေါ့တထိန်တရာနေပေါ့ကျွန်တော်ဒါသူ့အနေနဲ့ကိုဒီယာရဲ့နေနေမှာပေါ့အဲ့တော့တခါကြရင်ခုနအပြောင်းရွှေ့ကြောင်းပြောပြီးဆိုရင်ကျွန်တော်အနေနဲ့ဒါကျွန်တော်တို့ အားရပါရပြီလက်ရှိမှာကျွန်တော်တို့ဘလူးကိုစိတ်ဝင်စားခုလက်ရှိမှာကျွန်တော်တို့စိတ်ဝင်စားတဲ့ easy နဲ့ zavi simon စိတ်ဝင်စားတယ် okay ပုဂ္ဂိုလ်ကြီးရသဘောတူညီမှုရဖို့ကြိုးစားလာချိတ်ဆက်မှုမပြုသေးဘူးလက်ရှိမှာဒါကျွန်တော်တို့က rb live set ကို zavi simon's နဲ့ပတ်သက်ပြီးဈေးမိထားတယ် zavi simon's ဘက်ကနေပြီးတော့လက်ရှိမှာသူက premier league ကိုပြောင်းချင်တယ်အသင်းဘက်ကလည်းရောင်းချင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ဘာလုပ်ဘာမလုပ်ခမရသူများအသင်းတွေ financial year တစ်ခုပိတ်မအောင်စောင့်ပြီးတော့လူဝဲတယ်ဆိုတော့ကြားဘူးလားမကြားဘူးကျွန်တော်တင်ရတာလုပ်နေတယ်ခု ဂျွန်လ30ရက်နေ့မှာကျွန်တော်တို့အတင်းကဒါကြောင့်နှစ်တစ်နှစ်ရဲ့ဒါကျွန်တော်တို့ financial ဝင်တော့ကျွန်တော် fine မှာဘောဝီကြီးနှစ်တစ်နှစ်အသက်ဆာမှာမဟုတ်တဲ့ကြောင့်မို့ကျွန်တော်ကဂျွန်လ30ဒီလူမဝယ်ဘူးတဲ့ခင်ဗျာပတ်ဝန်းကျင်ကြားလို့မှာကောင်းလားကျွန်တော်ပြောတာကျွန်တော်တို့ယာတီဆာမှာဂျူလိုင်လ10ရက်နေ့ဆာမယ်ကျွန်တော်တို့ယာတီဂျူရှင်သမ်းမွေးဆာမှာဂျူလိုင်10ရက်နေ့ဆာမယ်ဂျူလိုင်31မှာအာစနယ်နဲ့တွေ့မယ်ပြီးရင်ဘိုင်ယန်မြူးနစ်နဲ့ကျွန်တော်တို့ဒါတွေ့မယ်ပြီးရင်ကျွန်တော် PSG နဲ့တွေ့မယ်တောမက်စ်ရန်ဒီလူစင်းကိုကျွန်တော်ထည့်ပေးလိုက်မယ် မအဲ့တော့ကျွန်တော်မြင်နေပြောတဲ့ my share problem အဲ့ဒီ my share problem ဆိုအဲ့ဒါကိုပြောနေတာကျွန်တော်ပြောလက်ရှိမှာကျွန်တော်တို့မှာဗျာဒါသူများကျွန်တော်တို့လက်ရှိမှာကျွန်တော်အားရတာကျွန်တော်နောက်တန်းအလိုကျွန်တော်တို့ကွင်းလေလည်းလူမရှိဘူး medicine ကတစ်ချိန်လုံးနာတယ် medicine အရင်ဘာတူရှိတယ်ကျွန်တော် AM ကဘာလို့မှမရှိဘူးလက်ရှိမှာ number 6ဆိုဘယ်လိုရှိလဲ CM မြန်မာမှာကျွန်တော်လူတွေရှိတယ်လူကတ်စ်ဘတ်ကလေးရှိတယ် Van Dijk ကျွန်တော်မှာ CM မြန်မာအလွန်ကျွန်တော်မှာ defensive midfielder မရှိဘူး AM မရှိဘူး အေးတောက်မန်နဲ့အိုက်တိုင်းပဲ right wing မှာလက်ရှိမှာ Brandon Johnson တကောင်မရှိ Brandon Johnson မကြိုက်ကြဘူး okay right wing မှာဘဘူးရှိမလဲ left wing မှာခု so o ပါ Matthias Day ရှိလာတယ်ဘဘူးသုံးမှာတော့ squad ကနေမှာ Solanki ယခုလက်ရှိ Richarlison ရောဘဘူးဆက်သုံးမယ်အဲ့ဒါ Champion League ပြိုင်မဲ့ squad ကလက်ရှိမှာကျွန်တော် Bournemouth တော့မကောင်းဘူး ပြောနေတဲ့အချက်ကအဲ့ဒါဗျာဒီလားအဲ့တော့ခုနကပြောလို့ spa အသင်းရဲ့ပသိနဲ့ပတ်သက်ဘယ်တော့မှကျွန်တော်အားမလို့အားမပြဖြစ်တာဒီပိုင်ရှင်တွေကြောင့်ပဲဒါခုနကပြောကျွန်တော်ကိုယ်ရဲ့ဒီပိုင်ရှင်ဆိုအပြင်မှာခဏခဏတွေ့ဘူးခုနကတွေ့ဘူးတဲ့လူတွေတော့ပါကျွန်တော်လုံးဝအဲ့သူအားမရကျွန်တော်ကိုယ်အသင်းမလို့ကိုဘောမှမလည်းမရှိကျွန်တော်တားဆိတ်ပြတ်တယ်အမှန်တမ်းပြောကျွန်တော်ဒီနေ့ပို့ပြီးပါလို့ဆိုပြကျွန်တော်အရင်မျောလင့်ထားလို့ကျွန်တော်ပို့ပြီးဆိတ်ပြတ်တာဒီအသင်းကိုအဲ့တော့အပြောင်းရွှေ့တဲ့ပတ်သက်ခင်ဗျားတို့ကျွန်တော်အများကြီးပြောဟာကျွန်တော်တို့အသင်းကဘဒုခေါ်လိုက်ပြီကျွန်မသူများတက်ကျွန်တော်အများကြီးပြောချင်တာဗောခင်ဗျား အခုလက်ရှိကျကျွန်တော်ခေါ်ရတာဗာလေဂျေဂျေလီက9သန်းတန်ချာလေးတကောင်ခေါ်ရတယ်ဝက်ကမာဝနာပေါ်ဆိုကိုရီတီနဲ့ဒါအာရှတိုင်းနဲ့မြင်နေတာမဆိုးဘူးလို့ပြောလေဝက်ကကြိုက်တယ်ဒါမှဒါပဲလားကျွန်တော်ပြောတာကိုရိုတက်ကိုင်းတကောင်ခေါ်ပြီးကျွန်တော်ဗာလုံးအခုလက်ရှိမှာ၈ရက်နေပြီစီစဉ်စားတော့မယ်သူများရဲ့အသင်းမှာအနည်းဆုံးလူ၂ယောက်ဝယ်ထားတဲ့အချိန်မှာကျွန်တော်မှလူမရှိဘူးအဘဆနာကြီးမာကီဆိုင်ကင်းကျွန်တော်မပြောဘူးနော်အခုလက်ရှိမှာတကယ်အင်ပက်ဖြစ်နိုင်မဲ့ဆိုင်ကင်းကျွန်တော်ကျွန်တော်အသင်းမာကီဆိုင်ကင်းမလုပ်နိုင်ဘူးကျွန်တော်သိတယ် ျွန်တော်နားလေတယ်ကျွန်တော်လက်ခံထားတယ်ဒါပေမဲ့ at least ဒီကစားသမားကိုအသင်းထဲမှာထည့်လိုက်တာနဲ့ချက်ချင်းကောင်းသွားနိုင်ပဲပုံစံမျိုးဥမာပြ example ပြအခုလက်ရှိအသင်းတသင်းကြရင်ကျွန်တော်ကျွန်တော်ပြပြမယ်ဟုတ်တယ်ဟုတ်ကျွန်တော်ပြအခုလက်ရှိမှာ United ဆိုရင်ခွန်နာနဲ့ကျွန်တော် Brian Ambom ဒီကစားသမား၂ယောက်ကိုအသင်းထဲကိုချက်ချင်းထည့်လိုက်ချက်ချင်းအသင်းက improve ဖြစ်သွားမယ်အော်ဘီနော် Manchester City I knew we left back လုံးဝတရှယ်ပြန်ကောင်းပါမယ်။ကွင်းလယ်မှာခုနပြောလို့ share Ryan Sherky ခေါ်ထားတယ် share ပဲ။ဟုတ်တယ်ဟုတ်ကျွန်တော်ပြောတာ။ပြီးတော့လက်ရှိ Liverpool ဟာ Florian Ris Fringbon ဟုတ်တယ်မမီလိုကရာကက်နောက်ဆုံးပြအဲ့ Florian Ris ရဲ့ Fringbon ထဲမှာမီလိုကရာကက်ဘုံမော left back စားတမကိုဒီအသင်းကိုဖင်ချသွားတဲ့ကောင်မမမမီလာအဲ့တော့အဲ့ကောင်ကိုလက်ရှိမှာ Liverpool က left back ကြီးမှာဝယ်ထားတယ်ပြ Robertson ကြီးလို့ဆိုပြီးတော့အော် Chelsea ပြအခုလက်ရှိမှာတိုက်စင်မှုဒီကိုလက်ဂျက်စင်ညံ့လို့ဆို Liam Delap ပေါ်တယ်။ Liam Delap အခုလက်ရှိမှာ performance ပြနေတယ်။ Liam Delap ကကျွန်တော်တို့လည်းဂိုးသွင်းသွားတဲ့ကောင်တော့မပါသေးတယ်ဗျာ။ အခုလက်ရှိမှာဂျင်မီဂင်တင်ကိုလည်းပုံကူကြီးရသဘောတူညီမှုရထားပြီးပြီးအာစနယ်အသင်းတို့အနေနဲ့ခုနပေါ်ဆိုလက်ရှိမှာတောမတ်ပါတီထွက်တယ်ကွာခရစ်ယာန်နော့ဂတ်ကိုခေါ်ထားတယ်လက်ရှိမှာတော့ကျွန်တော်တို့လူဘီမန်ဒီကိုခေါ်ဇူဘီမန်ဒီ6တန်း60ပြီးပြီးခေါ်ထားတယ်အခုလက်ရှိမှာခရစ်ယာန်မော့စကာတာကိုခေါ်ဖို့နှိစက်နေပြီအဲ့တော့ပြောချင်တာဗျာဒီလားကျွန်တော်ပြောတာမနေ့ပြန်တပတ်ခါယာတိချိုချင်းစမ်းပွဲစမယ်ယာတိချိုချင်းစမ်းပွဲကဘာလို့လုပ်ကြလဲအသင်းမှာလူသစ်တွေနဲ့အတူဒါအသင်းက fit တင်ဖြစ်သွားအောင်နီးပြနဲ့ဒီကစားကတော့ဘယ်လိုလဲရှိမှာဘယ်ကစားသမားအသင်းမှာရှိတယ်လဲဘယ်ကစားသမား ကစားသမားတစ်ကဘယ်နေမှာစောတဲ့နေဆိုတိဖို့အတွက်ရာသီကြိုခြေစမ်းပွဲဆိုဆိုတာစပါးတဲ့ကလူဝယ်လိုက်ပြီဆိုရင်ဒါကျွန်တော်အမြဲတမ်းဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ပရီးမီးယားလိမစခင်တပတ်လောက်မှာဟာပြူတူပြဲတဲ့နေထားလို့တယ်။မြန်မနစ်ကဒီချိန်ကျွန်တော်တို့ကစားသမားတွေဝယ်နေပြီ။အဲ့တော့ပြဿနာလဗိုင်းရဲ့အဓိကအဆိုးရွားဆုံးပြဿနာဘာဖြစ်လဲဆိုတော့ तू comfortable အရင်ဖြစ်တယ်။သူ့အနေနဲ့ဒီအသင်းကတခုခုလေးအဆင်ပြေသွားရင်အရင် comfortable ပဲသတိထားမယ်။သူများအသင်းနဲ့ကျွန်တော်မတူတာအဲ့အဲ့ဒါသတိထားမိလား။ ကျွန်တော်တို့ကအောင်မြင်သွားပြီဆိုရင်အရန်ဖိလေးပါပဲနှစ်တိုင်းအေးကျွန်တော်တို့အသင်စုပ်ပြတ်တဲ့နေပြီဆိုပိုင်ရှင်ဆောင်းအလုပ်လုပ်တယ်အေးတိုင်းမကျွန်တော်တို့အသင်အောင်မြင်ပြီဆိုဆောင်းအပိုင်ရှင်ဖိလေးတယ်အေးအဲ့အဖြေပဲအသင်တသင်ကိုဘယ်လိုမှ manage လုပ်လို့ဆိုအဖြေပဲခါကြရတားရလာဟိုကိုအသင်ကြောင့်ကိုပြောပြီးတော့ဟာအားနေမယ်လေအဲ့ဂေရီဂေရီ အေးတယ်အဲ့တော့ခင်ဗျာစပါ့ကိုအပေါ်ရန်ဖန်လုပ်တယ်ဆိုတော့ကောင်းရှိတယ်စပါ့လို့တင်လို့ကျွန်တော်အပေါ်ရန်အားပေးမလားဗျာခင်ဗျာစပါ့ပေးလို့ဘယ်သူမှဘယ်ဆောမှလည်းမကြည့်ဘူးဘယ်ဘဲမှလည်းမကြည့်ဘူးအာလူတိုင်းမေးခံခင်ဗျာဘာလို့စပါ့အားပေးလဲတော့မေးခံရသေးတယ်စပါ့ကိုအပေါ်ရန်အားပေးအောင်ဖြစ်မှဖြစ်ရလိဗျာတခါကျရင်လည်းကြုတ်ကြဲလိပြောဒါကြီးကြီးနော်ဘုရားပေါ်တယ်ကွင်းနေဒါကြီးကြီးကျွန်တော်ကဟိုပတ်စံနေအများကြီးပေးအပေါ်ရန်သွားကြည့်အောင်ခင်ဗျားတို့ကမဟုတ်သေးဘူးတခါကျရင်ပြောတဲ့ဥစ္စာတွေကလည်းတခါကျရင်ရှေ့လဲနောက်ရှေ့လဲမလို့နောက်လဲမဟုတ်ဒါတခါကျရင်ကြီးလဲကြီးရတယ်ဘယ်လဲဘာလို့ပြောမှမထားပါဘူး တော့ဘလုံးဘွဲ့ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ YouTube Sport Media 3 Point ဆိုတဲ့ TV4 ကြီးတို့မှာကြည့်ရင်လူစံပေါအောင်ကြည့်လို့ရပါတယ်။များများကလစ်ဖို့မမိကြပါနဲ့ဟုတ်။များများကလစ်မှာအများများဖြစ်ပါတယ်။အားလုံးမကြိုတူပါနဲ့ကျွန်တော်တို့နောက်မှ AC တွေ့ကြတာပေါ့။ Devo ဗျာ။